ီလိုသာသနာပြုကျင်းဟာကိုယ့်ရဲ့ဘာသာသာသနာကိုအမြင့်ကို မြင့်တင်ရန်မရောက်ဘဲနဲ့အနေကိုဆွဲချနေတယ်လို့ဖြစ်နေတယ်ဆိုတာကိုအရင်ဥဒုံအကြံပေးပြစေအဲ့ဒီဖယားကိုဟီဘရူးလူမက်ရှာဂရိလူခရစ်တိုဘာလီလူအရိမတ်တရားလို့ခေါ်ကြပါတယ် အရိစုတာယံတုစုတဲ့တေချင်းကိုဆုလို့ချင်းဖြစ်ပါတယ်။မေတ္တာစုတာမေတ္တာကိုခေါ်ပြီးယစုတာကလူသားတွေရဲ့ယံတုဖြစ်တဲ့တေချင်းမျိုးစုမှန်ကိုအောင်ချင်းဖြစ်ပါတယ်။ဒီလိုသာသနာပြုကျင်းဟာကိုယ့်ရဲ့ဘာသာသာသနာကိုအမြင့်ကိုမြင့်တင်ရန်မရောက်ဘဲနဲ့အနိုင်ကိုဆွဲချနေတယ်လို့ဖြစ်နေတယ်ဆိုတာကိုအရင်ဥဒုံအကြံပေးပြစေ။အဘိမေတ္တရာဆိုတာက ်ရန်သူကိုယ်တော်မှမေတ္တာထားနိုင်တဲ့ဘုရားကိုအဘိမတိယမြတ်တဲ့ဘုရားလို့ခေါ်ပါတယ်အဘိမတိယမြတ်တဲ့ဘုရားကကေတုမတိပြည်မှာရှိတဲ့တင်ခါသက်ကြမင်းရဲ့ပရောဟိတ်ဖြစ်တဲ့သူ့ပြမပုံနင်းနဲ့ဗြဟ္မဝတိပုံနင်းမရဲ့တားတော်နောက်အခါမှာတန်တမုခိအမျိုးသမီးနဲ့ညာပြီးတော့တားတော်လေးဗြဟ္မဝဒနာကိုဖွားမြင်တယ်ဖွားမြင်ပြီးနောက်ပိုင်းမှာ ပြတ်တဲ့ယင်ဖြင့်တောထွက်တယ်တောထွက်ပြီးလို့ရှိရင်ဒုက္ခရတတိယအကျင့်ကို9ရက်တန်တန်ကျင့်ပါတယ်ဒီနေရာမှာဒုက္ခရတတိယဆိုတာဖျားဖြစ်တဲ့အကျင့်မဟုတ်ပါဘူးဘလို့အကျင့်လဲဆိုလို့ရှိရင်နောင်လာနောင်လာတွေကိုစံပြအဖြစ်ကျင့်ရတဲ့အကျင့်ဖြစ်ပါတယ်ဒုက္ခရဆိုတာခဲရင်တဲ့သရိယအကျင့်လူတမန်နေကျင့်နိုင်ခဲ့တဲ့ခဲရင်တဲ့အကျင့်ကိုဒုက္ခရသရိယခေါ်ပါတယ်ဖျားဖြစ်တယ်ဆိုတာကကြတော့တောတာပန်တက္ကရာကအနာကံ ရန္တာအဘတမရအောင်အထုတ်ပြီးတဲ့အခါမှာအဲ့ဒီအဘတမညာနဲ့တကောတက်ပြင်ညူတညံမှာတွဲပါလာတဲ့ပုံကိုကိုဖျားလို့ခေါ်တယ်အဘတမပဲပါပြီးတော့တက်ပြင်ညူတညံမပါဘူးဆိုလို့ရှိရင်ရိုးရိုးတာဝကအကတာဝကမဟာတာဝကလို့ခေါ်ပါတယ်သူရဲ့အကတာဝကနှစ်ပါးကအတောကနဲ့ပြမတိဝဖြစ်ပါအကတာဝိကနှစ်ပါးကကြတော့ဘဒုမနဲ့သူမနာ ထေရီမတို့ဖြစ်ပါတယ်လက်ရရင်လဝဲရင်သူတို့ရဲ့တက်တော့တသိမ်းမှပွင့်မယ်ဖရာတို့ရဲ့ထုံးစံလူတက်တန်၅ဘုံဘုံ၄ဘုံနေတဲ့အခါမှာမြတ်သက်ပြားကတက်တော့ရှစ်တောင်းမှပြင်းနေမှပြုမယ်သူရဲ့တာသနာကကြတော့နှစ်ကိုတန်ရှိကြမယ်လို့စာပေမှာမှတ်တမ်းတင်ထားပါတယ်ဒါဥဒင်းဗုဒ္ဓစာပေရဲ့အရင်မီဒီယာမြတ်သက်ပြားအကြောင်းပဲဖြစ်ပါတယ်ဒီခရိယန်တွေကဘာကြောင့်အရင်မီဒီယာမြတ်သက်ပြားကိုယူသုံးတယ်လဲဆိုတာကတော့ မရှိတဲ့ဘုန်းကြီးနဲ့တီလာရှိတဲ့လူဘယ်သူကမြတ်တယ်လဲတဲ့ဦးဇင်းတို့တီလာမရှိတဲ့ယန်းကိုဘယ်လိုခေါ်တယ်လဲသူဒုတ်တီလာခေါ်ပါတယ်နော်ဒုတ်တီလာခေါ်တယ်အဲ့ဒီဒုတ်တီလာကနှစ်မျိုးရှိတယ်နော်တီလာလုံးလုံးမရှိတဲ့ဒုတ်တီလာနဲ့တီလာပြက်နေတဲ့ဒုတ်တီလာတီလာမရှိတဲ့ပုဂ္ဂိုလ်ကိုနတ်တိတီလန်ယတတိဒုတ်တီလောပေါ့တီလာလုံးဝမရှိတော့ဘူးအဲ့ဒီကဟန်းကပြီးရင်ဒုတိတန် တီလံယတ္တာတိဒုတ်တိလောသူကကြတော့ဖြစ်သီးနေတော်တီလာရှိသူပေါ့အဲ့ဒါကိုဘလို့ခွဲမလဲဆိုလို့ရှိရင်ဦးဇင်းရဲ့ရန်တော်ဒီမှာကပါရာဇိက၄ပါးတော့ရှိပါအဲ့ဒီပါရာဇိက၄ပါးတွေကတဘာဝကိုကျူးလွန်မယ်ဆိုလို့ရှိရင်အဲ့ဒီကိုတော့မှလုံးဝတီလာမရှိတော့နော်သူကြတော့တီလာလုံးဝမရှိတော့ယဟန်ပေါ့လေတီလာပြမရှိတော့ယဟန်ပေါ့ဟိုနော် ပျက်စီးတော့တည်ရရှိတော့ရဟန်းကြတော့ဘယ်လိုလဲဆိုလို့ရှိရင်ဦးဇင်းတို့ဟိုညံ့နေတာစားတာလို့ပေါ့ဘောလုံးကန်တာတို့ပေါ့ချင်းခတ်တာတို့ပေါ့ပတ်စံကန်တာတို့ပေါ့အဲ့ဒီပုံကိုကြတော့ပျက်စီးတော့တည်ရရှိသူသူမဦးဇင်းရဟန်းမှာက298ပါရှိတယ်ခုနပျက်စီးတော့တည်ရရှိသူကဘောလုံးကန်လည်းချင်းခတ်တယ်သူကတဘာပဲကျူးတာပတ်စံကန်တယ်တဘာပဲကျူးတာသူတို့မှအဲ့ဒီတဘာကျူးမှဆိုရင်ကျန်တဲ့226ပါတော့ရှိပါသေးတယ်နော်ခုနက တီလာမရှိတဲ့ပုံကိုကြတော့တဘာမှမရှိတော့ညတဘာမှမရှိတော့အဲအဲ့ဒီမရှိတဲ့ပုံကိုနဲ့ဒီတီလာရှိတဲ့လူနဲ့ရှင်မတို့ရှင်းရှင်းတော့တီလာရှိတဲ့လူကတာမှာပေါ့ဟုတ်တယ်မခုနပြသတော့တဘာကျိုးတယ်ဟို226ပါရှိတဲ့ရန်သူလို့ရှင်တော့သူတို့ကောင်းလို့ရှင်တော့မရနော်လူရန်တာလည်းရှင်လို့မရဟုတ်ပါဟုတ်ပါနားလိုက်တယ်မလား සබ්බ පාපස්ස අකරණං කුසලස්ස උපසම්පදා සචිත්ත පරියෝදපනං ඒතම් බුද්ධාන ශාසන This inspiring words ဘုဒ္ဓိတကားကတော့မကောင်းမှုရှောင်ကောင်းမှုဆောင်ပြောင်းသိက်ထားသူတဲ့ဥဒ္ဓနုကလေးဘဝကလေးကရနေတဲ့တံပိုးရဲ့မူရင်းတကားဖြစ်ပါတယ်နော်အဲ့ဒါကိုမြတ်စွာဘုရားကဥပုံနဲ့တိုင်းမှာဩဝါဒပါတိမောပေးလို့ရှိပါတယ်အဲ့ဒါကလည်းဖျားရှင်တိုင်းဖျားရှင်တိုင်းကလည်း ဒါကိုပဲဟောလို့ရှိပါတယ်မကောင်းမှုရှောင်ကောင်းမှုတောင်းပြောင်းသိက္ခူထားပါနော်ဒါကတနည်းအားဖြင့်ဘုရားရဲ့သုံးမအနှစ်ချုပ်လို့ပြောလို့ရပါတယ်ဝိသင်္ဂဒီလိုကဘာကိုထိုးပေါက်ခြင်းတဲ့ပုဂ္ဂိုလ်တွေကဒီလိုပြောတာကိုလက်ခံပါတယ်ဒါကဘာလဲဆိုရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ဘုရားသာသနာကိုတနည်းအားဖြင့်ကိုယ့်ရဲ့ဘုရားဘာသာကိုပြန်ပွားအောင်လောက်တာနဲ့တူပါလေနော်ဦးဇင်းတို့ဘက်ကအဲ့ဒီနေရာမှာအားနေပါလေဟဲ့လား အားနည်းပါတယ်ကိုယ့်ရဲ့ဘာသာသာသနာကိုပြန်ပွားအောင်လုပ်တဲ့နေရာမှာအင်မတန်အားနည်းတိတာပြရပါဒါတောင်မှနောက်ပိုင်းတော်တော်လေးကိုအားကောင်းလာတယ်သို့တော်အားနည်းသေးတယ်တိတ်အားမရသေးဘူးဦးဇင်းတို့ဘက်ကလည်းဒီလိုအင်္ဂလိပ်ဘာသာကိုသင်ပြီးတော့လည်းဒီလိုဖြန့်ဖို့အတူတင်ရှိပါတယ်ဦးဇင်းတို့ဘက်ကပါအားနည်းတယ်လို့ဆိုရင်သာသနာ့ဆွမ်းရည်မစ်ရှင်နရီဝေါ်မှာအားနည်းပါတယ်အဲဒါကြောင့်လည်းဘုရားဘာသာက တကယ်အစ်မန်တွေရှိတော့လဲပဲကဘာမှာအကောင်းဆုံးဘာသာဖြစ်တမတ်ခံရတော့လဲပဲနော်တခြားသောဘာသာတွေထက်ပြက်ပွားမှုတို့အားနည်းတာကိုတွေ့ရပါတယ်ပြရတယ်ဗုဒ္ဓကဘာသာစကားအားလုံးကိုနားလည်လာတဲ့နားလည်တာပေါ့ဦးဇွန်တပ်ပင်ညူတာညာတော်ဆိုတာကကြတော့အကုန်လုံးတိတာဟုတ်လားအကုန်လုံးတိတာကို တက်ပင်ညူတာညာလို့ခေါ်ပါတယ်အကုန်လုံးကိုအာရုံပြုနိုင်နေသူကတိုးတော့သူကသင်ချင်မှသိတာမသင်ချင်မသိဘူးနော်တိုးတော့မေတ္တာပြကဘာသာစကားအလုံးကိုနားလေတယ်တိုးတော့အဲ့ဒီဘာသာစကားအလုံးနဲ့ဟောတရာတော့မဟုတ်ဘူးမဂရပါဒနဲ့ပဲဟောပါနော်မဂရပါဒနဲ့ပဲဟောပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအိန္ဒိယခေတ်မှာကကြတော့မဂရဘာသာစကားကိုအိန္ဒိယနိုင်ငံတခုလို့ ုံးဆွဲတာဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားကတုတ္တရကိုလူများနားလဲစေဆိုတဲ့တိတ်နဲ့မာဂရဘာသာနဲ့ပဲဟောပါတယ်။မြတ်စွာဘုရားဟိုတခြားသောနိုင်ငံတွေကြွခဲ့ဘူးတယ်။အဲကြွတဲ့အခါမှာသူကဘယ်လိုဘာသာနဲ့ဟောတယ်လဲဆိုလို့ရှိရင်သူဟောနေကြမာဂရဘာသာနဲ့ပဲဟောပါတယ်။သို့တော့အဲ့ဒီနိုင်ယူတဲ့ပုဂ္ဂိုလ်အလိုက်ဥနာထဲမှာကျတော့သူတို့ရဲ့မိမိခင်စကားနဲ့ဟောသလိုပဲ မင်းသားပြားကရုရှားကိုကြွတယ်ထားပါတော့မင်းသားပြားကတော့ရုရှားကိုမဟောဘူးမကရဘာသာနဲ့ပဲဟောတယ်သူဆိုအဲ့ဒီရုရှားနားယူထဲမှာရုရှားသကလုံးတွေဖြစ်သွားတယ်ဒါကဖြစ်နိုင်ပါသလားမင်းမဲ့ဆိုလို့ရှိရင်အခုခေတ် Google Translate ပေါ့လေကဘာကုလသမဂ္ဂမှာကိုကတော့ကိုရဲ့မိခင်တကားနဲ့ပြောတယ်သို့တော့အဲ့ဒီနားနဲ့ပုဂ္ဂိုလ်တွေမှာကျတော့ရုရှားသူရုရှားအမေရိကန်တို့အမေရိကန်အော်တီတို့အော်တီပေါ့ဂျပန်တို့ဂျပန်ပေါ့ ြောင်းသွားတာဖြစ်ပါတယ်။အဲ့ဒီဤတနည်းကိုမေတ္တာပြကလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးက30ပြီတာဖြစ်ပါတယ်။တရဝါဒီဟိုတန္တရာဝေသင်ရကနေမလွတ်သေးတဲ့တရဝါဒီမြောက်ဖူးတဲ့ဘုံ၅ဘုံရှိပါတယ်။အဲ့ဒီဘုံ၅ဘုံကတုဒ္ဒဝါဒ၅ဘုံဖြစ်ပါတယ်။အဝိဟာအတ္တပါတုဒ္ဒတာတုဒ္ဒတိအကနိဌဘုံတို့ပြီးတော့တုဒ္ဒဝါဒ၅ဘုံတို့ရှိပါတယ်။အဲ့ဒီဘုံ၅ဘုံတွေကိုဥဒိနပုရိသေနမြတ်ဖူးဖူး သောတာပန်နဲ့မရောက်ဘူးတက္ကရကလည်းမရောက်ဘူးပေါ့အနာဂံပုဂ္ဂိုလ်ပဲရောက်ပါတယ်အနာဂံပုဂ္ဂိုလ်ကအဲ့ဒီပုံ၅ပုံကိုရောက်ပြီးလို့ရှိရှင်အဲ့ရဟနာဖြစ်အဲ့ဒီမှာပုံတွေပြိဋ္ဌမဆံပါတယ်ဒီလားအဲ့ဒီပုံ၅ပုံအဝိဟာအတ္တပတုတ္တတာတုတ္တတိအာဂနိတပုံ၅ပုံဘာကြောင့်ကွဲသွားတယ်ဆိုလို့ရှိရင်ဦးဇင်းတို့ပုံ၅ပါးရှိတယ်ပေါ့တရာဝိရိယတတိတမာတိပညာပေါ့ ခုနပြောဥသိမ်ဘုံကို၅ဘုံကိုအဝိဟာအတ္တပါတူတတာတူတတ္တိအာကနိသာဆိုပြီးတော့ဘုံကိုဆင်းလိုက်ပြီးရင်တရာဝိရိယသတိတမာတိပညာအဲ့ဒီ၅ပါးကိုဆင်းလိုက်ပေါ့တရာအကောင်းရင်အဝိဟာပေါ့ဝိရိယအကောင်းရင်အတ္တပါပေါ့တတိအကောင်းရင်တူတတ္တာတမာတိအကောင်းရင်တူတတ္တိပညာအကောင်းရင်အာကနိသာအဲ့ဒါတို့ကိုရအောင်